ိတ်ခံစားချက်ကိုတည်နာလဲခြင်း emotional literacy literacy ဆိုတာစာတတ်တာကိုခေါ်တာပါစာမတတ်ရင်ရေးထားတာဘာလဲနားမလည်ဘူးကိုကလည်းရေးမပြတတ်ဘူး emotional literacy ဆိုတာလည်းအဲ့ဒီလိုပဲစိတ်ခံစားချက်တွေကို နားမလည်ဘူးသူများဘာဖြစ်နေလဲမသိသလိုကိုဟာကိုဘာဖြစ်နေလဲဆိုတာလည်း သဘောမပေါက်ဘူးအဲ့ဒီလိုလူကို emotional literacy အားနည်းတယ်လို့ခေါ်ပါတယ်ဝေးဝေးမကြည့်နဲ့ကိုမိဘတွေကိုပဲကြည့်စိတ်ခံစားချက်တွေကို နားမလည်ကြတာများတယ်သားသမီးရဲ့ခံစားချက်ကိုလည်းမသိသလိုသူတို့ဘာဖြစ်နေတယ်ဆိုတာလဲသူတို့မသိဘူးဒီတော့အဲ့ဒီခံစားချက်တွေကိုသားသမီးတွေအပေါ်ပုံချမိတတ်တယ်မချစ်လို့မဟုတ်ဘူး တမင်တကာကြီးရည်ရွယ်ပြီးလုပ်နေတာလည်းမဟုတ်ဘူး။ဒါက emotional literacy အားနည်းလို့သာဖြစ်နေရတာပါပဲ။စစ်သူရေးစာအိမ်တောင်ဘတ်တွေမှာလည်းဒီလိုပဲ။ကိုဒီလိုပြောလိုက်တယ်၊ဒီလိုလုပ်လိုက်တယ်။တစ်ဖက်မှာဘလို့ခံစားသွားရတယ်၊နားကိုမလဲတဲ့သူတွေရှိရဲ့။ဥပမာပြောရရင်တော့မိန်းကလေးမှာ trust issue ရှိတယ်ဆိုပါတော့ကိုကိုအမြဲတန်တရားဝင်နေတယ်။ ဒါကိုကိုဘကဘလို့ကင်တွေ့မလဲ။ယောက်ျားကလေးမှလည်းအခိုက်တန့်သဘောအလုံးမရှိအခိုင်မရှိဝင်းဝင်းမရှိ ဖြစ်နေသလိုတိမ်ငယ်စိတ်လည်းဝင်နေတယ်။လူဆိုတာကတိမ်ငယ်စိတ်ဝင်လာပြီဆိုရင်ပြဿနာကတန်းစီရှာတော့တာပဲ။အဲ့ဒါကိုကို့အနေနဲ့ဘလို့စီမံမလဲ။သူနဲ့ကိုနဲ့ဘလို့ညှိယူကြမလဲ။ဒါကတခုနောက်တခုကတဖက်လူကလည်း ူ့ဟာသူသိဖို့လိုပါတယ်။သူ့စိတ်ခံစားချက်တွေကိုထိမ့်သိမ်းနိုင်အောင် သူ့ကိုယ်တိုင်လည်းစူးစမ်းဖို့လိုတယ်။သူ့ဘက်က emotional literacy အားနည်းနေတယ်ဆိုရင်လည်းအဆင်မပြေပြန်ပါဘူး။သူ့ကိုယ်ပါ အပါခေါ်ဖို့လိုပါတယ်။အပေါ်ဆွဲတင်ဖို့လိုပါတယ်။တယောက်နဲ့တယောက်က intelligent level လို့ခေါ်တဲ့ဉာဏ်ဉာဏ်သွေးအဆင့်ချင်းမတူဘူးဆိုရင်လည်းပြဿနာရှိတတ်သလို emotional literacy ချင်းကွာဟလုံးရင်လည်း ရေရှည်သွားနိုင်ဖို့ခတ်ပါတယ်။ဟုတ်ပြီ။ဒါဆို စိတ်တွေကိုပိုနားလည်လာအောင်ဘယ်လိုလုပ်ရမလဲ။အကြံပြုချင်တာကတော့နှစ်ခုတည်းပါပဲ။ပထမတစ်ချက်ကတော့လေ့လာဖို့စိတ်ပညာဘွဲ့သွားယူရမယ်လို့မဆိုလိုပါဘူး။စိတ်နဲ့ပတ်သက်တာတွေကို လေ့လာဖို့တော့လိုပါလိမ့်မယ်။ဗုဒ္ဓတရားတော်တွေမှာလည်းစိတ်အကြံဟောထားတာတွေအများကြီးရှိပါတယ်။ အဲ့ဒီအချိန်မရောက်ပဲအပေါ်ရန်တွေနဲ့တည်းရက်နေလို့တာမသိတာပါနောက်တစ်ချက်ကတော့ရုပ်ရှင်တွေကြည့်ဖို့ရတစာပေနဲ့အထုပ်ပတ်တွေဖတ်ဖို့ပါတချင်းတို့ကြပြတို့လည်းပါပါတယ်သူတို့ကတော့ခတ်တူတူနဲ့လှိဟပြလေးရှိတဲ့အမှုပညာပစ္စည်းတွေပေါ့ကိုဘလို့မှ ရောက်ဖူးကြုံဘူးမှမဟုတ်တဲ့ဘဝတွေအကြောင်းအဲ့ဒါတွေကတစင်သိနိုင်တယ်ဒါကြောင့်ဘဝတွေကို ေါင်းကူတတာထုတ်ပေးတယ်လို့ကျွန်တော်ပြောလို့ရှိရယ်။ပြည်တစားတယောက်ရဲ့ခံစားချက်ကို ကိုယ်တိုင်ဖြစ်ဖို့မှသာသိရမယ်ဆိုဘလို့လောက်ပြီးကျွန်တော်တို့သိနိုင်ပါတော့မလဲ။မြေတားငတ်နေတဲ့လူတယောက်ရဲ့ခံစားချက်စိုက်ဘာဘူးလင်းလောက်ခံရရင်ဘလို့ခံစားရသလဲ။လဲဟင်အကျန်းဖက်ခံရသူတစ္ဆာပေါက်ခံရသူစူးစမ်းသမျှအရာမတင်လို့ညှော်လင့်ချက်တွေ တင်းမဲ့နေတဲ့သူစိတ်ကြယောဂါခံစားနေရသူအစိုးရင်လုံတဲ့ပြဿနာကြုံနေရတဲ့သူစသဖြင့်စသဖြင့်ဘဝတွေကိုလည်းဒီရုပ်ရှင်တွေ စာအုပ်တွေကတဆင့်သိလာနိုင်ပါတယ်တရားတွေကနေတဆင့်ရလက်ကိုပြောပါဆိုရင်တော့အလွယ်တကူ အပြစ်မတင်မိတော့ဘူးကိုချင်းစာတရားတွေအားကောင်းလာတယ်မြတ်တာထားနိုင်လာတယ်နားလည်ပေးနိုင်လာတယ် ဒါကြောင့်လဲတုတ္တဆိုတာကအုံနောက်ကို ဖွံ့ဖြိုးစေတယ်ဆိုရင်ယတကတော့နှလုံးသားကိုတီးမားလာစေတယ်လို့ပြောကြတာပါ emotional literacy ရဲ့တဘာဝကအမြဲနှလန်းသွားပဲဖြစ်ပါတယ်ဆိုလိုတာကကိုကိုကို နားမလဲတဲ့သူက သူများကိုလည်းနားမလဲဘူးသူများကိုနားလဲရင်ကိုကိုကိုလည်းနားလဲတယ်တစ်ဖက်တည်းပဲနားလဲတယ်ဆိုတာမရှိပါဘူး စာတက်မြောက်တဲ့သူတွေများလာတဲ့အခါအဲ့ဒီလူမှုပဝန်းကျင်က အသိပညာမြင့်လာပါတယ်။ဆက်သွယ်ရလွယ်လာတယ်။ကျမ်းမာရေး၊စီးပွားရေး၊လူမှုရေးအစအစအရာရာဖွံ့ဖြိုးတိုးတက်လာပါတယ်။လူနေမှုအစဉ်တန်းတွေမြင့်လာတယ်။အဲ့ဒီလိုပဲ emotional literacy မြင့်တဲ့သူတွေများများဆဆရှိလာရင်လေအဲ့ဒီအတိုင်းဝိုင်းအဲ့ဒီပဝန်းကျင်ကတာယာလာမယ်၊လှပလာမယ် အပြန်အလှန်စိတ်တန်ရာပေးမိတာတွေနဲလာပြီးပျော်စရာကောင်းတဲ့ရဝန်းလေးတစ်ခုဖြစ်လာပါလိမ့်မယ်။ဒေါက်တာဖြူတီဟာ9ရက်တလ2024ဗီဒီယိုကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ပြည်သူပြည်သားများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။